3D ခြေမိတ်ဆွေ အားလုံးပဲမင်္ဂလာပါခင်ဗျာ2025ခုရဲ့23ချိန်ကိုရောက်လာခဲ့ပြီပေါ့ကျွန်တော်တို့မျောလင်းဆောင်စားနေတဲ့23ချိန်เนาะ23ချိန်မှာကျွန်တော်ပါရီဆောင်စားမျောလင်းနေလဲဆိုတော့ဥစားမိတ်ဆွေတို့ကိုကျွန်တော်အရင်ကလည်းပဲတင်ပေးခဲ့ဘူးပါတယ်เนาะဒီအချိန်မှာကျွန်တော်ခွန်ပါတဲ့ပြန်ကနန်းလေးတွေကိုကျွန်တော်ဖမ်းထားပါတယ် ခွန်ပါလဲပြန်ကန်းဆိုတဲ့ဥစ္စာတွေကိုဘယ်လိုပလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကြည့်လိုက်ကြအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကျွန်တော်ကီးလေးတွေကိုအရင်ဆုံးပြောပြပါမယ်နော်အဲ့ကီးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါတာကိုပေါ့2025ရဲ့2025ဆနှစ်လပိုင်းတရက်နေ့ရထွက်တဲ့ဒါနော် Thailand Lottery Reset ပေါ့နော် Thai Lottery Reset ပေါ့အဲ့မှာ first prize ကတော့ 4712522ပါเนาะ3တိုင်ကြည့်တဲ့နေရာမှာဆိုလို့ရှင်655 389137 995တော့ဗောနော်အဲ့မှာကျွန်တော်တို့ယူမှာတော့အဓိကတော့ပြတော့ဒီမှာဟိုတယ်ဗောနော်ဒီ2-5နှစ်နဲ့2တောင်းနဲ့သူလက်ဆောင်ပေးတဲ့နေရာမှာ2တောင်းဆိုတာပေးတာပါတယ်အဲ့ဒါက22ဆိုတဲ့ဟာလေးပါเนาะအဲ့ဒီဟာတွေကအစင်လိုက်နဲ့ကြည့်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒါဟိုတယ်ဗောနော်3-9နှစ်ထွက်တုန်းကဆိုလို့ရှင်3-9နှစ်ဒီမှာထွက်တဲ့ဟာဆိုလို့ရှင် အဲဒီ2000က3.08ပါနောက်ပြီးလိုက်ပြီးတော့246တုံးကဆိုလို့ရှိရင်တော့97ပေါ့ဗျာနော်97နောက်ပြီးလိုက်ပြီးတော့3241 26နော်ဒါဟိုရင်းပေါ့နော်နောက်ပြီးတော့89နှစ်မှာဆိုလို့ရှိရင်50 865မှာ63 356မှာ31 646မှာ98 98မှာ00 696မှာ68 198မှာ80 ပြီးခဲ့တဲ့၄၅ဘွဲတုန်းကဆိုလို့ရှိရင်39ဖြစ်ပြီးတော့အခု2 9နှစ်ပါဆိုလို့ရှိရင်2တောင်းက22လို့ပေးထားပါတယ်เนาะဒီ22လို့ပေးထားဒါတွေကဘယ်လိုဆက်သွယ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ဘယ်လိုကြီးတွေရလဲဆိုတော့ကျွန်တော်ပြပြီးသွားပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ68ထွက်စင်ခါတုန်းကနောက်က2တောင်းကအဲ36ပေါ့เนาะ36ပေါ့เนาะအဲဒုတိယဘွဲမှာဆိုလို့ရှိရင်ဒီမှာ85ပါအနှစ်နှစ်ခုဘွဲမှာ85ပါ388မှာ36 เนาะဒါဆိုရှင်339မှာ8ခွန်3 9နှစ်မှာ20 3 9မှာ396 2 4 6မှာ61 3 2မှာ26 8 9နှစ်မှာ50 8 6 9မှာဆို63ပေါ့เนาะ3 9 6မှာ31 646 98 998မှာ99 696မှာ67 698မှာဆိုရင်89 105မှာဆို39မှာ29နှစ်ပေါ်မှာဆိုနှစ်နှစ်ပေါ့เนาะအဲ့ဒီကနေပြီးတော့ကျွန်တော်ကြည့်မယ်ဗျာเนาะ ဒီမှာ36နဲ့နိနိခွန်က9နောက်ပိတ်နဲ့6နဲ့9နဲ့ပေါင်းတော့3ပါ3လို့ဆိုသူရရနော်6နဲ့9နဲ့ပေါင်းတဲ့3ကိုဒီမှာအောက်မှာ38ထိရမယ်9နဲ့8နဲ့ပေါင်းတဲ့3ကိုဒီမှာ38ထိရမယ်6နဲ့9နဲ့ပေါင်းတဲ့9ကို9တုံညာထိရမယ်ဒီလိုပဲဒီမှာ9နဲ့2နဲ့ပေါင်းတဲ့9ကို6လေးထိရမယ်3ညာနဲ့2နဲ့ပေါင်းတဲ့2ကိုဒီမှာ2ခွန်ထိရမယ်ပေါ့နော်အဲ့တော့66ပေါင်းခြင်း2ကို2ခွန်ထိရမယ်1 4ပေါ့နော် တလေးပေါင်းချင်း၅ဒီ၅တုံညာလို့ဆိုပြီးထိလာခဲ့တယ်။အဲဆို62ပေါင်းချင်း8ဒီ83ထိရမယ်။တုံညာ၅ပေါင်းချင်း၅ဒီ၅တုံညာထုတ်လာတယ်။36နဲ့ပေါင်းချင်း6ဒီ6လေးထိခဲ့တယ်လို့16ပေါင်းချင်း9ဒီလည်းပဲ9နှစ်ထိလာပါတယ်။ဒါဆို88ပေါင်းချင်း6ဒီဒီမှာ6တထိခဲ့တယ်။9 6ပေါင်းချင်း3ဒီ38လို့ဆိုပြီးတော့သူကြီးကစားခဲ့တယ်။ဒါဆိုဒီမှာ dish နဲ့ရှင်နဲ့ပေါင်းချင်း6ဒီတလေးငါးမှာ ကိုးလေးထီလာခဲ့ပြီးတော့ခွန်းနဲ့ငါးနဲ့ပေါင်းရင်နှစ်တီတမနှစ်ခွန်းကစားသွားခဲ့ပါတယ်နှစ်ငါးနှစ်ပွဲမှာဒါဆိုအခုဒီပွဲအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့23ချိန်ပွဲအနေနဲ့ရတော့ခွန်းနောက်ပိတ်နဲ့နှစ်နောက်ပိတ်နဲ့ကိုပေါင်းမယ်ဆိုလို့ရှိရင်ကိုးဒီအောက်မှာလေးကိုကိုးလေးကီထီရမယ်လို့ကျွန်တော်ဒီလိုပြောပြရသေးဒီနီဒီမူကကျွန်တော်ရဲ့မိတ်ဆွေဟိုဆရာကြီးဦးတင်အောင်ဆီကနေပြီးတော့ကျွန်တော်ရခဲ့တဲ့ဏီပါသူ့ကိုကျွန်တော်ခွင့်ပြုပြီးတော့မိတ်ဆွေတို့အတွက် တငယ်ချင်းတို့အတွက် subscriber တွေအတွက်အကျိုးရှိဖို့အတွက်ကျွန်တော်တင်ပေးလိုက်တာပါ။ဟုတ်ပြီနောက်တာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလည်းပဲဥတင်အောင်စီကနေရတဲ့မူစိုက်ကလေးတစ်ခုပဲပေါ့နော်။တော့နှစ်ပင်တစ်ဖြတ်ကလေးလာတာပဲနှစ်ပင်နှစ်ပင်တစ်ဖြတ်သုံးပင်ကြီးပေါ့နော်။အဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာနှစ်နဲ့လေးနဲ့ပေါင်းရင်6တဲ့နှစ်နှစ်တက်မှာနော်။နှစ်နှစ်တက်ကနှစ်ထိန်နဲ့ဒီမှာ88 4 3 4နဲ့နှစ်နဲ့လေးနဲ့ပေါင်းရင်6ဒီအောက်မှာ 6နဲ့6ကတပွင့်ကြီးတဲ့ခွန်6ခွန်ထိရပါမယ်တဲ့ဒါမှနှင်းနဲ့ခွန်နဲ့ပေါင်းရင်9တဲ့အဲ့ဒီ9နဲ့9ကို9နဲ့သူ့တဲ့တပွင့်ကြီးတဲ့9တုံညာထိရမယ်တဲ့တခါတခါမှာ3နဲ့9နဲ့ပေါင်းလို့2တဲ့နှင်းနဲ့တပွင့်ကြီးတာ3 2 3ထိရမယ်တဲ့ဒါမှ6နဲ့နှင်းနဲ့ပေါင်းလို့8ပါတဲ့အဲ့8ကိုသူ့တဲ့တပွင့်ကြီးတော့8 9ထိရမယ်တဲ့နော် မှာ3နဲ့5နဲ့ပေါင်းတော့8တဲ့အဲ့တော့8ကိုတပွင့်ကြည့်တော့89တဲ့ဒီမှာဂီးအနေနဲ့3ကိုနေမှာကစားပါတယ်2ပင်တစ်ဖက်3ပင်သွားတယ်ပေါ့နော်နင်းနဲ့နင်းနဲ့ပေါင်းတော့4တဲ့အဲ့4ကိုတပွင့်ကြည့်တော့4 5ထိရမယ်တဲ့အော်ဒီမှာ8နဲ့5နဲ့ပေါင်းတော့3ဒီဒီမှာ3 4ကစားလာခဲ့ပါတယ်ဒါဆို9နဲ့9နဲ့ပေါင်းတဲ့8ဒီဒီမှာ8 9ရော8တဲ့တပွင့်ကြည့်တဲ့9နဲ့8 9 ကစားလာခဲ့တယ်ဟုတ်ပြီနော်ဒါဆိုအခုကျွန်တော်တို့ဒီဘွဲအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တလေးငါးတစ်ထိတ်ခဲနှင်းငန်းနှင်းက9လေပေါင်းတော့တင်းနှင်းငါးနဲ့ပေါင်းတော့6ပါတဲ့အဲ့6ကိုတဝင်းတို့တော့6နဲ့ခွန်6ခွန်ကြီးဒီယခုဘွဲမှာကစားမယ်လို့ပြောလိုက်ပါသေး6ခွန်ကြီးနဲ့၄ကိုကြီးနဲ့ပေါ့နော်အဲ့လိုဆိုလို့ရှိရင်6လေး6ကိုခွန်ကိုခွန်လေးဆိုပြီးတော့အတွဲတွေရသွားလိမ့်မယ်ဒါမိတ်ဆွေတို့ကစားခြင်းနဲ့ဆိုရင်6လေး6ကို ခွန်လေးခွန်ကိုဆိုပြီးအတွဲတွေဖြစ်ပါလိမ့်မယ်နော်ဒါအဲဟိုတွင်ပေါ့ကစားတဲ့နေရာမှာအသုံးချခြင်းနဲ့ဆိုရင်ပေါ့ဟုတ်ပြီကျွန်တော်ကတော့အဓိကယူမှာကတော့နော်ကျွန်တော်ကဘာလို့ယူမလဲဆိုလို့ရှိရင်ဒီပြန်ကနန်းဖန်းထားတဲ့ site ကလေးပေါ့ဗျာကျွန်တော်ရဲ့အထက်ထက်လေးတင်းပေးဘူးခဲ့ပါဒီနော်ပြန်ကနန်းဖန်းထားတဲ့ဥစ္စာပါကျွန်တော်တို့2021မှာကနော်2021မှာ콘ဘရိတ်လို့ရိုက်တယ်တပင်တစ်နှစ်ကျော်ပြီးတော့2023မှာ9ဘရိတ်ရိုက်တယ်2025မှာ3ဘရိတ်ရိုက်ထားရယ်နော် ဲ့တော့ခွန်ပရိတ်၅ပရိတ်၃ပရိတ်ဆိုတာ short senior တွေပါမ short senior ပေါ့နော်ခွန်တဲ့ short တော့၅ပါ၅တဲ့ငယ်တော့ဒါ၃ပေါ့ဗျာအဲ့တော့နေဦးမှာထွက်ထားတဲ့ဒီ၃၉၅ဆိုတဲ့ဂဏန်ကိုကျွန်တော်အနေနဲ့ကခွန်ပရိတ်ကိုကျွန်တော်ခွန်တဲ့ဂျိန်၁၆ဂျိန်ကိုယူပါတယ်၁၆ခွန်းကြိမ်ဖြစ်တဲ့အတွက်၁၂၃၄၅၆ခွန်း၈၉၁၀၁၁၁၂၁၃၁၄၁၅၁၆ စက်ခွန်နဲ့စက်ခွန်တဲ့ချိန်မှာ935ဆိုပြီးတော့ပြန်ကနန်းတကွက်ကစားလာခဲ့ပါတယ်เนาะဒီကနန်းပါပဲเนาะဒါပဲနဲ့ကျွန်တော်ဒီမှာယူလာအဓိက main ကဒီဟာ395ဒီခွန်ဘရိတ်ပါအဲခွန်ဘရိတ်ဒီ16ဖြစ်တဲ့အတွက်16ချိန်ကိုယူထားတာပါအဲ့လို935ဆိုတဲ့ပြန်ကနန်းမထွက်ခင်မှာသူ့ရဲ့ထောင်းအလဲသုံးလုံးပေါင်းခြင်းက69ခွန်ပေါင်းခြင်းရှင်းလို့ဆိုပြီးတော့ဖြစ်ပြီးကမှ margin ထောက်ပြီးကမှဒီ935ဆိုတဲ့ပြန်ကနန်းလေးကြာလာတာကိုတွေ့ရမှာပါ အဲ့ဒီအချိန်မှာဟောရီယာဖြစ်လာတဲ့ဓမ္မ3တလုံးနဲ့3နောက်ပိတ်เนาะဒီ6 3ညာ3က3နောက်ပိတ်ခလေဒီ3တလုံးအပါနဲ့ပြန်ကနန်းပါလို့သူကနေပြီးတော့ပထမတစ်ပွဲအောင်ပွဲခံသွားခဲ့ပါတယ်။အဲဆိုဒုတိယပွဲနဲ့ကြည့်အောင်ကျွန်တော်တို့ဒီမှာ2023မှာ15 break တဲ့เนาะ15 break ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ15 break 15ချိန်မှာပေါ့เนาะဒီမှာဒီမှာခုန18ချိန်မှာကြာတာဖြစ်တဲ့သူက2ချိန်ရော့တော့ဒီမှာ15ချိန်မှာပါ အချိန်ကိုရည်ကြည့်လို့ရှိရင်တော့ရပါတယ်နော်အဲ15ချိန်မှာကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ပြန်ကနန်းတကွဲဒီမှာ8ခွန်းနဲ့ဆိုတဲ့ပြန်ကနန်းရိုက်ကစားလာပါတယ်အဲ8ခွန်းနဲ့ဒီဒီမှာခွန်းတလုံး အပာနဲ့ပြန်ကနန်းလို့ပြောပြရသေးတယ်အဲ့ပြန်ကနန်းရိုက်စင်မှာမရိုက်စင်မှာဟာအလဲ၃လုံးပေါင်းဒီ8လို့ဆိုပြီးတော့မာကင်ထောက်ပြီးကမှဒီခွန်းတလုံးအပာနဲ့ခွန်း8နဲ့ဆိုတဲ့ပြန်ကနန်းလေး ရိုက်လာပါတယ်။ဟောဒီမှာလဲစက်ခွန်ပရိရိုက်တယ်ဒီမှာလဲစက်ခွန်ပရိရိုက်တယ်ပေါ့နော်အချမ်းဖြင်းယူမယ်ဆိုရင်စက်ခွန်လို့ယူလို့ရပါတယ်ဒါပေမဲ့တင်တော့ဒီလိုတော့ယူမထားသေးပါဘူးဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်ခွန်ကိုဆိုတော့2025ရဲ့အခုเนาะပြန်ကနန်းဆင်းမဲ့ချိန်လေးကိုကြည့်လိုက်ကြအောင်เนาะအဲ့တော့အခုကျွန်တော်တို့ဒါဆိုလာမဲ့ချိန်မှာဆို23ချိန်ဖြစ်ပါပြီ23ချိန်မှာကျွန်တော်73ချိန်တုန်းကတစ်ချိန်ဟိုနေပါတော့အဲ73ချိန်တုန်းကတဲ့ ပေါ့နော်ဒီဥစ္စာကိုအရန်အနေနဲ့ကစားခဲ့ပူပါတယ်အဲ့တော့ကျွန်တော်တို့မှဒီမှာ23ဖြစ်တဲ့အတွက်23ကြိမ်ဆိုတိတိကျကျပါပဲအဲ့23ကြိမ်ပြန်ကနန်းမကြခင်မှာလာပါပြီခင်ဗျာသူတို့ကအလဲသုံးလုံးပေါင်းခြင်းဒီရှေ့တဲ့ကိုလင်းက၈လို့ဆိုပြီးသူထောင်းထားပါပြီထောက်ထားပါပြီเนาะအဲ့လိုထောက်ထားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်ကနန်းဆိုတဲ့ကနန်းလေးတစ်ခုရဲ့ကြဖို့ဖြစ်လာပါပြီအဲ့မှာဘယ်ကနန်းလဲလို့ဆိုကြည့်တော့ဒီမှာခွန်တလုံးနောက်ပိတ်ပါတယ်เนาะဒါဆိုခွန်နဲ့ ပြန်ကနန်းလေးခွန်ပါသောပြန်ကနန်းလေးတစ်ခွက်ရိုက်ဖို့ရှိနေပြီလို့ကျွန်တော်ပြောလိုက်ပါရစေခွန်ပါတဲ့ပြန်ကနန်းဆိုရင်ကျွန်တော်တို့တို့မှာခွန်ခွန်ကိုခွန်ရ3ခွန်ခွန်နောက်ပြီး6 8ခွန်နိနစ်ခွန်မှာ6ခွန်8ဆိုပြီးကနန်းတွေရှိနေပါတယ်အဲ့ကနန်းတွေတည်းကနေဘယ်ခွက်တွေလဲလို့ကျွန်တော်တို့ကြည့်လိုက်ကြအောင်ပါเนาะအဲ့လိုကြည့်တဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်ပါတဲ့ပြန်ကနန်းအနေနဲ့ဆိုတဲ့နေရာမှာခွန်ခွန်6 8 3ခွန်ခွန် 689290098လို့ဒါရှိပါတယ်။ဒါနဲ့မိတ်ဆွေတို့ကျွန်တော်ထပ်ထပ်ခါခါတော့ပထမတည်းကနေပြီးတော့ပြီးခဲ့တဲ့ပင်လုံးကလည်းပြခဲ့ပူပါတယ်။ဒီမှာဗီဒီယိုတွေကိုအားလုံး GUI design နဲ့ကြည့်ရလူဆိုတွေ့မှာပါဘယ်ကနန်းပြန်ကနန်းကိုကျွန်တော်ဖမ်းပေးထားတယ်ဆိုတာကိုအဲ့တော့ဒီမှာခွန်ပါတဲ့ပြန်ကနန်းတွေကတော့ဒီ6ွက်ပါပဲ။အဲ့ဒီမှာတစ်ခါထပ်ပြီးခုနကကျွန်တော် ပြောခဲ့တဲ့ဒီမှာနော်ဒီပေါ်တော့ဒီမှာ၄ကိုကီးရှိနေတယ်။ဒီ၄ကိုကီးနဲ့သာကနန်းကိုဖြတ်ထုတ်မယ်ဆိုရင်တော့ ဓမ္မခွန်ခွန်9နဲ့9ခွန်8ဆိုပြီးတော့နှစ်ကွက်ထွက်လာပါလိမ့်မယ်။ဒါကခွန်ခွန်9နဲ့9ခွန်8ကနေပြီးတော့နှစ်ကွက်ထွက်လာမယ့်နေရာမှာတစ်ခါထပ်ပြီးတော့เนาะဒီမှာကျွန်တော်တို့ဒီမှာသူဒီကြာနေတဲ့ဥစ္စာဒီခွန်ဘရိတ်တွေရေကြာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်ဘရိတ်နဲ့ပြန်ကနန်းကွာရွေးထုတ်မယ်ဆိုရင်တော့900နဲ့3ခွန်ခွန်ဆိုပြီးတော့ထွက်လာပါအောင်ပါပါနော်။ဒါကြိုက်တဲ့ဥစ္စာကဘယ်ဟာဖြစ်မလဲဆိုတဲ့ဥစ္စာကိုခွန်ခွန်ပရိနေဆိုရင်900နဲ့300ခွန်ဖြစ်ပြီးတော့ အဲလေးကိုထီတဲ့ကနန်းဆိုရင်ခွန်ခွန်ကိုနဲ့ကိုခွန်ရှင်လို့နှစ်ခွက်ထွက်လာပါတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့တွေတခွက်တည်းသောကနန်းကိုလိုချင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် ပထမတော့ကလည်းပဲပြခဲ့ပြီးသားဖြစ်ပါတယ်နော်တခွက်တည်းသောကနန်းတွေကဒီအလုံးနည်းတွေကနေပြီးတခွက်တည်းသောကနန်းကဘာဖြစ်မလဲဆိုတဲ့ဥစ္စာကိုပြခဲ့ပြီးပါပြီအချိန်ရည်တွေနဲ့လည်းအချိန်ရည်နဲ့ဖြစ်တယ်လို့အော်ထွက်ရမယ်ဘရိတ်ကနောက်ပြီးလည်းပြီးရော ဘယ်ကနန်းဆိုတဲ့ဥစ္စာကိုလို့ဟိုဂျန်တဲ့အချိန်မှာပြပြပါပြီအတကယ်လို့ကျွန်တော်စီကိုလှမ်းပြီးတော့ဘယ်လို member တွေနဲ့အတူတူရွေးပေးစေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်399 684693ခွန်မှာလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရဲ့ပြီးခဲ့တဲ့ဗီဒီယိုတွေမှာပြန်ပြီးတော့ကြည့်လိုက်ပါလို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါ 3D ကြီးများအများကြီးပေါက်ကြပါစေဗျာ ခွန်ပါတဲ့ပြန်ကနန်းလေးတစ်ဝက်ကတော့ဘိတ်ဆွေတို့ကိုစောင့်ကြိုနေပါတယ်။ကဲဘယ်ဟာဖြစ်မလဲ။